မြတ်စွာဘုရားကသူပရိနိဗ္ဗာန်ပြုတော်မူမဲ့အကြောင်းကိုကြိုတင်ပြီးသိတော်မူတဲ့အတွက်ကြောင့်ကြိုတင်ပြီးဟောကြားခဲ့ပါတယ်။မဟာပရိနိဗ္ဗာန်တုတ်မှာဝေတာလီပြေစာပါလစေဒီနာမှာအရှင်အာနန္ဒာနဲ့အတူသတင်းသုံးတော်မူစဉ်ချက်သားအာနန္ဒာစန္ဒိဋ္ဌိပတ်ဝရိယိဋ္ဌိပတ်စိတ်ဒိဋ္ဌိပတ်ဝိမာန်ဒိဋ္ဌိပတ်ဆိုတဲ့ဤအိဋ္ဌိပတ်၄ပါးကိုကြာကြာနာနာပွားများထားတဲ့သူဟာအာယုကထက်ကျော်လွန်ပြီးနေလို့ရတယ်။ ။ငါဖျားသည်လည်းပဲဤအိတ်ဒီဘက်လေးပါးကိုပွားများထားမယ်ဆိုရင်အာယုကထက်ကျော်လွန်ပြီးနေလို့ရတယ်လို့သုံးချိန်သုံးခါတိတိမင်ကြားတော်မူပါတယ်။သုံးချိန်သုံးခါတိတိမင်ကြားတော်မူတော့လည်းပဲမာနကြီးကအရှင်အာနန္ဒာကိုနှောက်ယှက်ထားတဲ့အတွက်အရှင်အာနန္ဒာမထေမြတ်သည်မြတ်စွာဘုရားကိုပြန်ပြီးမလျှောက်ထားနိုင်ခဲ့ပါဘူး။အဲ့ဒီခါမှာမြတ်စွာဘုရားကအရှင်အာနန္ဒာကိုတခြားသူထွက်သွားဖို့မိန့်ကြားတော်မူလိုက်တဲ့အခါမှာအရှင်အာနန္ဒာသည်တခြားသူထွက်သွားတဲ့အချိန် မာနကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုပြိဋိဘံပြုဖို့လျှောက်ထားတော်မူပါတယ်။အဲ့ဒီခါမှာမြတ်စွာဘုရားကမာနမပူနဲ့ငါသည်ယနေ့မှစ၍နောက်ဆယ်လကြာတဲ့အခါမှာပြိဋိဘံပြုတော်မူမယ်လို့မိန့်ကြားတော်မူလိုက်ပါတယ်။မာနကြီးပြန်သွားတဲ့အခါမှာမြတ်စွာဘုရားသည်အာယုသင်္ခါရလွတ်တော်မူပြီးနောက်ဆယ်လကြာတဲ့အခါမှာကုသနာယုံပြေမန္လာမင်းတို့၏အင်ဂျင်ဥယျာဉ်မှာရောက်ဖက်ကိုအုတ်ခေါင်းပြု၍ပြိဋိဘံပြုတော်မူခဲ့ပါတယ်။ ဒါကြောင့်မြတ်စွာဘုရားသည်သူပြန်လွန်တော်မူမဲ့အချိန်ကိုကြိုတင်ပြီးတည်တော်မူတဲ့အတွက်ကြောင့်ကြိုတင်ပြီးဟောကြားတော်မူခဲ့ပါတယ်။စာပေအကူအကာမပြနိုင်သေးနဲ့ဘယံပရာဒီလာမပြောပါနဲ့နော်။မေတ္တာတုတ်ရွတ်ဖက်ရတဲ့အကျိုးပြောပြတော်မူပါအရှင်ဘုရားတဲ့။မေတ္တာတုတ်ရွတ်ဖက်တဲ့သူတွေဟာမေတ္တာအကျိုး၁၁မျိုးကိုရရှိစေပါတယ်။မေတ္တာအကျိုး၁၁မျိုးကဘာတွေလဲဆိုရင် အိမ်နိုးချမ်းသာ ကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့ ဆောင်းလက်နံများမိအစိတ်ဓာတို့ရှောင်ရှားကူမှာလင်းစွာစိတ်တီရှင်ကြည်မျက်နာတေခာမတွေလားလီပြမှာစက်တဖြာတီဆိုတဲ့အတိုင်း၁ကောင်းစွာအိပ်ဆက်ရခြင်း၂ကောင်းစွာနှုတ်ထရခြင်း၃ကောင်းသောအိမ်မက်ကိုမြင်မှတ်ခြင်း၄လူတို့ဤချစ်ခင်မှုကိုရရှိခြင်း၅နတ်တို့ဤချစ်ခင်မှုကိုရရှိခြင်း၆နတ်တို့ဤဆောင်းရှောင်းမှုကိုရရှိခြင်း၇ မိအစိတ်ဓာစတဲ့လက်နက်စိုးများမကြောက်ချင်း၈စိတ်တည်ကြည်ခြင်းကိုရွှင်လန်းသောမျက်နာရှိခြင်း၁မတွေ့မဝေတေရာခြင်း၁၁တေပြီးသည့်နောက်မြမပြည်သို့လာရောက်ရခြင်းဆိုတဲ့အကျိုးတရား၁၁မျိုးပဲဖြစ်ပါတယ်။ဤမေတ္တာအကျိုး၁၁မျိုးကိုမေတ္တာတုတ်ရွတ်ဖတ်သူတဏီမေတ္တာပွားများသူတို့ရရှိမှာဖြစ်ပါတယ်။ ယခုမြင်တွေ့ရတဲ့ဗီဒီယိုဖိုင်ကဖះရုပ်ပွားစင်တူရှိမှစပယ်ကြီးမွေကိုကင်ပြီးကခုန်နေကြတာဖြစ်ပါတယ်။ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာရုပ်ပွားစင်တူတွေကိုကိုးကွယ်တယ်ဆိုတာတကယ်တတ်တော်ထင်ရှားဖះရှင်ကိုရည်မှန်းပြီးကိုးကွယ်တာဖြစ်ပါတယ်။အဲ့ဒီလိုတတ်တော်ထင်ရှားဖះရှင်ကိုရည်မှန်းပြီးကိုးကွယ်တာဖြစ်တဲ့အတွက်ရုပ်ပွားစင်တူတော်တွေကိုတတ်တော်ထင်ရှားဖះကဲ့သို့သဘောထားသင့်ပါတယ်။ မြတ်ဗုဒ္ဓဤကိုစားသဖွယ်ဖြစ်တော်မူသောဗုဒ္ဓရုပ်ပွားစိတုတော်ရှိမှယခုလိုမဖွယ်မရလှုပ်ခြင်းဟာဗုဒ္ဓအာဃာရဝဖြစ်စေတဲ့အတွက်ဗုဒ္ဓဘာသာဝင်များအနေဖြင့်ရှောင်ရှားတင်တယ်လို့တာဝင်တိသူများအနေဖြင့်ကလည်းတားမြစ်ပေးတင်ပါတယ်။သို့မှသာဦးဇင်းတို့ဗုဒ္ဓဘာသာဟာတန်ရှင်းစင်ကြယ်လာပါလိမ့်မယ်။ဒါကတိမ်ဆင်းလာတဲ့ယဟန်တွေကိုဒဂါတွေကပွေ့ချီပြီးပင့်သွားတာဖြစ်ပါတယ်။ မျက်စိထဲမှာမြင်ရတာဆိုပါတယ်ယုံကြည်မှုတရားဆိုတာပညာနဲ့တွဲမှ အမှန်ဖြစ်ပါတယ်ပညာမပါတဲ့ယုံကြည်မှုမျိုးဟာ အမှားဖြစ်တာများပါတယ်ယဟန်တွေဆိုတာကတရှိတတ္တဝါတွေကို မစည်းရပါဘူးစီးမယ်ဆိုရင်အာဘတ်တင်ပါတယ်မိမိရဲ့မစင်မချင်းလှုပ်လိုက်မှုကြောင့်အသက်ဆက်ဆက်တင်ဆင်းလာတဲ့ယဟန်မှလည်းအာဘတ်တင်သွားတယ်လို့ဘာသာကြားတွေရဲ့အမြင်မှလည်းပဲ နှာခေါင်းရှုံပြီးကဲ့ရဲ့စရာဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီလိုလောက်ရမျိုးကိုဗုဒ္ဓဘာသာဝင်များအနေဖြင့်အထူးရှောင်ရှားသင့်ပါတယ်။ 32ပုံထဲမှာလူသားဟာအထူးဆန်းဆုံးသောတတ္တဝါဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မေတ္တာတရားအကြီးမားဆုံးက လူသားဖြစ်ပြီးရုပ်မှရက်ဆက်ဆုံးကလည်းလူသားပဲဖြစ်လို့ပါပဲ။မေတ္တာတရားကြီးမားတဲ့လူသားတွေပေါ်ပေါက်လာရင်တတ္တဝါတွေကောင်းကျိုးဖြစ်ပြီးလောကကြီးအေးချမ်းပါတယ်။ရုပ်မှရက်ဆက်တဲ့လူသားတွေပေါ်ပေါက်လာရင်တတ္တဝါတွေဒုက္ခဖြစ်ပြီးလောကကြီးပူလောင်ပါတယ်။ ဒါကြောင့်လောကကြီးအေးချမ်းခြင်းတည်းဆိုရင်တတ္တဝါတွေကိုမေတ္တာထားစောင့်ရှောက်ပါလို့ပြောခြင်းပါတယ်။ကမာကြီးလှလိုက်တော့ဆရာတော်ခင်ဗျားလည်းကွာ။ဒီလိုစော့တာကိုဘယ်သူကစပြီးစော့လိုက်တယ်ဆိုတာဥစဉ်လည်းမသိပါဘူးနော်။လူတို့တဘာဝအပျော်စော့တယ်ဆိုတာကိုဥစဉ်လည်းနားလည်ပါတယ်။သို့တော်လည်းပဲ အပျော့အပြက်ဆိုတဲ့ဇကားရှိပါတယ်။တချို့သောအပျော့တွေဟာ အပြက်ကို ဖြစ်စေတတ်ပါတယ်နော်။ဖုန်ကြီးနဲ့တက္ကမဆိုတာဟာဘလို့မှမအပ်ဆက်တဲ့အရာပါ။အဲ့ဒါကို အပျော့စော့ခြင်းဟာ ဖုန်ကြီးတွေအပေါ်ကိုလည်းမလေးစားရတက်ရောက်သလို နောက်လူတွေအတွက်လည်းပဲအတူယူမှားစေတတ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုစော်နီးမျိုးတွေကိုမစော့ပါနဲ့လို့မေတ္တာရက်ခံပါတယ်။ ရှင်ဖေယမေးကျင်သားလေးရှိလို့ပါ ဖေယတပည့်တော်ကိုပဝင်းကျင်ကဆုံးပြညာတက်တယ်လို့ဝေဘန်ခံနေရလို့ပါဖေယအဲ့ဒါဘယ်လိုလုပ်ရပါမလဲဖေယတဲ့ဟွန်းကောင်းတာပေါ့ကိုကိုနှောက်ရက်စော်ကားမဲ့သူမရှိတော့ဘူးလေကို့အတွက်လည်းအန္တရာယ်ကင်းတာပေါ့မကောင်းဘူးလားဟွန်းကျေးဇူးရပြောတာပါဟောကို့မှာမရှိတဲ့အဆိုးတရားတွေကို ရှိတယ်ထင်ပြီးတော့ ပဝင်းကျင်ကသမုဒ္ဒါဟာပရာဏုဝါဒဘေးဆိုင်တာဖြစ်ပါတယ်ပရာဏုဝါဒဘေးဆိုတာကသူတစ်ပါးတို့ဆွဆွဲကဲ့ရဲ့တဲ့ဘေးကိုပြောတာပါသူတစ်ပါးတို့ဆွဆွဲကဲ့ရဲ့တဲ့ပရာဏုဝါဒဘေးဆိုတာဟာဖះရှင်တော်မလွတ်ပါဘူးเนาะလူဘဝလူလောကကို ရောက်လာပြီဆိုရင်အ ਨੇ နဲ့အများကတော့ပရာဏုဝါဒဘေးဆိုင်တာခံရမှာပါပဲအဓိကကတော့အတ္တ ानु ဝါဒဘေးမဆိုင်ဖို့ပဲလိုပါတယ် အတ္တ ानु ဝါဒပဲဆိုတာမိမိကိုယ်ကိုမိမိမကြည်ညိုတဲ့စိတ်ဖြစ်ပြီးပြန်လဲဆွဆွဲကြည့်ရတဲ့ဘေးကိုပြောတာပါမိမိကိုယ်ကိုမိမိမကြည်ညိုတဲ့စိတ်ဖြစ်ပြီးပြန်လဲဆွဆွဲတဲ့အတ္တ ानु ဝါဒပဲဆိုက်ရခြင်းဟာမိမိကိုယ်တိုင်က မကောင်းမှုလုပ်ထားလို့ဖြစ်ပါတယ်အတ္တ ानु ဝါဒပဲဆိုက်ပြီဆိုရင်အပယ်လေးပါးတို့ကြောက်ရောက်ခြင်းဆိုတဲ့ဒုက္ခိဘေးပါဆိုက်မှာဖြစ်ပါတယ်ပြုတော်ဘာတို့ဆွဆွဲကြည့်ရတဲ့ပရ ानु ဝါဒပဲဟာ ဒုက္ခရိဘေးကိုမဖြစ်စေပါဘူးမိမိကိုယ်ကိုမိမိမကြည်ညိုတဲ့စိတ်ဖြစ်ပြီးပြန်လဲဆွဆွဲတဲ့အတ္တ ानु ဝါဒဘေးကသာဒုက္ခရိဘေးကိုဖြစ်စေပါတယ်ဒါကြောင့်ဘသူတွေကဘလို့ပဲမိမိကိုကဲ့ရဲ့ရှုံချပြစ်တင်ဆွဆွဲနေပါစေမိမိကိုယ်တိုင်သာမိမိကိုယ်ကိုအတ္တ ानु ဝါဒဘေးမဆိုင်အောင်နေပါလို့ပြောခြင်းပါတယ်